จิกกันไปနေတယ်ပေါ့เนาะငွေจิกกันไปနေတဲ့လူတွေလဲကျွန်တော်ပြောပြမယ်ချက်ချင်းလက်ချက်ချင်းလည်းလက်ပွင့်လာအောင်နောက်ကျမ်းမာရေးညံ့နေတဲ့လူတွေအတွက်လဲကျွန်တော်ရေရရပေးမယ်အလိုက်ခံတော်ဓမ္မတွေအတွက်လဲကျွန်တော်ရေရရပေးမယ်အမောင်ပယောဂလိုလိုအလိုဆုံးတိုက်ထားလို့နတ်တိုက်ခံလာလို့အလိုအောက်လာပညာနဲ့တိုက်ခံတဲ့လူတွေအတွက်လဲကျွန်တော်ရေရရပေးမယ်ဒီညမှာရေရရ၃လေးမျိုးကျွန်တော်တင်ပေးမယ်ဒီဗီဒီယိုကိုတော့မိတ်ဆွေတို့အနေနဲ့အပတ်မကြည့်ရင် share ပေးပေါ့เนาะယုံကြည်ရင် share ပေါ့ဗျမယုံကြည်လည်းမ share လည်းပေါ့ဒါတော့ share လားမ share လားခင်ဗျားတို့ဘိုင်းပါပဲထားလိုက်ပါ ဆိုတော့ကောမီကဲပထမဆုံးငွေကြေးလက်ပွင့်ဖို့အတွက်ကျွန်တော်အရင်ပြောမယ်ငွေကြေးလက်ပွင့်ဖို့တော့ဘာလုပ်ရမှာတော့ညခွေးစာ9စာကြီးရာကုန်မာနေရလို့ဆိုတော့ကြီးစာလည်းကြွေးလို့ရတယ်ငှက်စာခွေးစာငှက်စာ9စာမကြမကြကြွေးလို့ရတယ်အဲ့ဒါငွေကြေးကအကောင်းဆုံးအဖွဲ့ဆုံးဒီလမ်းမဲ့အဲ့ဒါခွေးစာကြွေးပဲဆိုရင်ဘယ်လိုကြွေးရမလဲတဲ့ငါတတာဘူးငါတတာဘူးကိုဖောက်ထမင်းနဲ့နှဲကို့အိမ်မှာမွေးထားတဲ့ခွေးကိုကြွေးလို့မရဘူးလမ်းပေါ်ကအစားရမယ်တောက်ရမယ်ခွေးလေခွေးလေနေကို အောက်ကသတင်းစာစာရွက်ကလေးနှုတ်ဖက်ရွက်ကလေးအိတ်ကလေးခံပြီးတော့မှကျွေးစောင်းအောင်ကျွေးနော်မကြမကြကျွေးပြရတယ်အဲ့ဒါငွေကြေးကံကောင်းမှုအတွက်ဟုတ်ပြီနော်ခွေးစာ၅စာတော့ငါလွတ်ပြရတယ်ကျွန်တော်အဲ့ဒါမကြမကြတင်ပြီးတယ်ငါလည်းလွတ်ပြရတယ်ရေစီးနေတယ်ငါလွတ်တာတချို့ကငါလွတ်ရင်ပြီးရောဆိုပြီးတော့ရေကန်ထဲမှာလွတ်ကြတယ်ရေအိမ်ထဲမှာလွတ်ကြတယ်မစွမ်းဘူးအဲ့ဒါမစွမ်းဘူးငါလွတ်လို့ဆိုရင်ရေစီးနေရတယ်ရေစီးတာချောင်းမြောင်းမြက်မှာလွတ်ပြရတယ်လွတ်ခံလွတ်တဲ့အခါမှာဆူတောင်းရတယ်ဆူတောင်းမှုဆူတောင်းနည်းကအရင်အရေးကြီးတယ်ခင်ဗျားတို့မှတ်ထားရအောင် เนาะပြန်လို့အခုလို့အဆုံးအစမရှိတဲ့နော်ကြဲပြောလာတဲ့မြစ်ချောင်းအင်းအိုင်မြစ်ချောင်းနေတဲ့မှာပျော်စွန်ခွင့်ရတကယ်လို့ငါလည်းငွေကြီးတော့ကနေအများဆုံးလွတ်ကင်းပြီးပျော်စွန်ငွေကြီးနဲ့ပတ်သက်ပြီးပျော်စွန်ရပါစေလို့အဲ့လိုပြောပြီးလွတ်ပြရတယ်ငါမကြမကြလွတ်ပြရတယ်အဲ့ဒါငွေကြီးကအကောင်းဆုံးပဲနောက်ငွေရဝတ်တဲ့ငွေကိုမဝင်ဘူးလက်ပိတ်နေတယ်ဆိုလို့ရှိရင်ဘာလုပ်ရလုံးနဲ့အများသောအိမ်သားတွေကိုလည်းတန်ဆစ်လုပ်ပြရတယ် အညာတော့အိမ်သားတွေတွားပြီးတန်ဆစ်လို့ပြန်တယ်အဲ့ဒါအရင်ပွက်နေတော့ခင်ဗျားတို့အာရွံစရာကြီးမပြောရွံစရာမပြောနဲ့အညာတော့အိမ်ကအိမ်သားတွေကိုတန်ဆစ်သွားလုပ်ပြရတယ်အဲ့လိုမလုပ်ချင်ဘူးဆိုတော့နီးစက်ရနီးစက်ရဘုန်းကြီးကျောင်းကရဟန်းတန်ဃာတွေတက်တဲ့ကုဋေတွေကိုတန်ဆစ်လုပ်ပြရတယ်လုပ်ကြည့်လိုက်ခင်ဗျားတို့နော်နောက်တနည်းငွေချက်ချင်းငွေကြီးကပွက်လာဖို့နော်လက်ဆွန်လာဖို့ဘာလို့ရမှာလဲ တော့ရစိတ်တွေပေါ်တဲ့နေရာအညာမှာဆိုရင်တော့ပေါ်တယ်ရန်ကုန်ဒီအောက်ပိုင်းကတော့ရေနဲ့နီးတဲ့လူတွေကတော့ပွဲပွဲပွဲစိတ်ရှားတယ်အဲ့တော့အညာလူတွေပေါ့ဗျာနော်နေရလူတွေပေါ့ကုန်းကုန်းမှာနေတဲ့လူတွေပေါ့တော့ရစိတ်ပေါ်တဲ့နေရာမှာတကြားတွေသွားကျဲပြရတယ်အဲ့တော့အချိန်လိုတယ်သူကတော့ဂျာတာပလေးနေမဂျာတာပလေးနေမနဲ့ဂျာတာပလေးနေမနဲ့မှာသွားပြီးကျဲပြလိုက်ရတယ်တကြားတွေဘာစုမှတောင်းစရာမလိုခင်ဗျားတို့ငွေတွေဝင်လာလိမ့်မယ်ဘာစုမှကိုတောင်းစရာမလိုဘူးပျော့ပျော့စိတ်ပေါ်တဲ့နေရာမှာတကြားသွားကျဲပြရတယ်ဟုတ်ပြီနော် နောက်တောက်ကြနေတိုင်းမိမိတတ်နိုင်တယ်လို့ဆန်စီစားဆေးလှူပေးရတယ်နော်ဆန်နဲ့ထန်းလေးရလှူပေးရတယ်ကျွန်တော်တို့ဆန်နဲ့ထန်းလေးရလှူလာတာအကျဉ်း40ကျော်ပြီအဲ့ဒါငွေကန်ကောင်းဖို့အတွက်ငွေကြေးကန်ကောင်းဖို့အတွက်နောက်ကျမကြီးအရေးကြီးတာကျမကြီးပြောပြီကျမကြီးမကောင်းဘူးဆိုရင် तू အာယုဒါနာလှုပ်ပေးရတယ်အာယုဒါနာဆိုတာဈေးတဲ့ကိုသွားပြီးတော့မှတက်တက်ခံနီးဈေးဈေးတတ်တော်မဲ့ဈေးဈေးကြက်ဘဲဝက်ငါအဝက်ကတော့ဘဲဝက်တိုင်းပဲလေဗျာနော် ကြက်တို့ဘဲတို့ငါတို့ပေါ့ငှက်တို့ပေါ့နော်တက်ခန်ဒီစဲစဲအဲ့ငါတို့ကြက်တို့ပေါ့နော်ဘဲတို့ကိုဈေးမစပြဲဝဲပြီးတော့မှဘေးမဲ့လွတ်ပြရတယ်ဘေးမဲ့လွတ်တဲ့ခါမှလည်းကဲအခုလိုအာယုဒနာဘေးမဲ့လွတ်ရတယ်ကုလိုကံကြောင့်အခုအတဲတန်ဖြစ်နေတဲ့ဘာနေတာဘာနေတပြီဘရူအများဆုံးကြမ်းပါပါစေပေါ့အဲ့လိုဆူတောင်းရတယ်ကျွန်တော်ကနားလေလားအဲ့တော့အာယုဒနာရတယ်အဲ့ဒါတော့အကောင်းဆုံးပဲဝယ်လို့မလွယ်လို့ဆင်းတော့မလုံးနဲ့ပေါ့နော် တက်ခက်တက်ခန်ဒီဇဲဇဲကြက်တို့ဘဲတို့ငါးတို့ကိုဈေးမစဖဲဝဲပြီးတော့မှဘေးမဲ့လွတ်ပေးရတယ်ငါးဆိုလဲ၆နဲ့မြောင်းနဲ့တော့လွတ်မှာပေါ့ရေစီနေတဲ့နေရာကြက်တို့ဘဲတို့ဆိုလို့ရှင်လဲတော်တဲ့တော့လွတ်ပေါ့ကျွန်တော်နားလေလားဘေးမဲ့လွတ်ပေးရတယ်တက်ခန်ဒီဇဲဇဲအဲ့ဒါတော်တော်ကြီးကိုထိရောက်တယ်ကောင်းတယ်နောက်ကျမကြီးကဘာယောဂမှမတည်ဘူးတဆူဆူတဆောင်ဆောင်ဖြစ်နေတယ်ဆိုတဲ့လူတွေလဲပါနိုင်တယ်အဲ့ဒါကြတော့ तू ကအနာနဲ့ဆင်းနဲ့တဲ့သွားအောင်ねဘာလို့ရမလဲဆိုတော့ ဖျားရှင်ဖျားရင်ပြန်နေမှာဒီတကိုးကြီးဖျားတွေရောပေါ့ဖျားရင်ပြန်နေမှာတို့တရားထိုင်တဲ့လူတွေအတုံးပြူတဲ့အောက်ခံအခင်းလေးတွေကော်စောလေးတွေအခင်းလေးတွေပေါ့အောက်ခံတရားထိုင်တဲ့အခါမှာအတုံးပြူတဲ့အောက်ခံအခင်းလေးတွေကိုတွားပြီးလှူပေးရတယ်ဂျိုတန်လေးတွေမှာအနေမကောင်းတဲ့လူကတနက်ကနေတာတမီဆိုတနက်ကနေဂျိုတောင်မှာတွားလှူပေါ့တနက်လာဆိုတဲ့တနက်လာတောက်မှာတွားပြီးလှူပေးပေါ့တတ်နိုင်လို့ရှိရင်လည်းအဲဒီဂျိုစစ်ခွန်သလုံးလှူခဲ့ပေါ့အခင်းစစ်ကူလှူခဲ့ပေါ့စူးပြီးတော့တေချာချာစူတောင်းရတယ်တားကောင်းတယ်အနာနဲ့ဆေးနဲ့ စေကောင်းတမကောင်းနဲ့တွေ့သွားတယ်အနာအနာနဲ့ဆင်းတယ်သို့ပြီးတော့မှတက်တာသွားတယ်တက်တာသွားတယ်နောက်ကျမကြီးဒီဝန်ဒွဲကလေးဝန်ဒွဲကလီဇာရီနဲ့ပတ်သက်ပြီးအဲ့လိုအသေးတို့ဦးတို့ကြောက်ကတ်တို့ပေါ်နှလုံးတို့ပေါ်အဲ့ဝန်ဒွဲကလီဇာရီနဲ့ပတ်သက်ပြီးမကောင်းတဲ့လူတွေကြတော့အတော့အဟုတ်ကောင်းတော့တချို့ရှာဝင်ကြီးတွေကလက်ဆော်ပြီးပြီးခင်ဗျာ3လပဲနေရတော့မယ်6လပဲနေရတော့မယ်ဆိုစီပြန်ကောက်လာရတယ်လူတွေအများကြီးရှိတယ်အဲ့ဒီတာရကတွေအများကြီးရှိတယ်ဘာမင်းတိတ်ဘာမင်းတိတ်ခတ်တဲ့တုန်းကလည်းအများကြီးကြုံခဲ့ဦးတယ်အဲ့လိုမျိုးတွေ နော်အဲ့ဒါဘာလို့ပြဆိုတော့သူကပျက်စီးယိုယွင်းနေတဲ့တိမ်ကြောင်းဇရက်ရေတွင်းရေကန်တိမ်ကြောင်းဇရက်အဲ့ဒါတွေကိုသူကပြင်ပြရတယ်ဖရားဇေဒီပျက်စီးယိုယွင်းနေတဲ့ဇေဒီတိမ်ကြောင်းဇရက်ရေတွင်းရေကန်တွေကိုပြန်လည်ပြုတ်ပြင်ပြရတယ်အကိုတက်ထဲမတက်နိုင်ဘူးလို့ဆိုလို့ရှိရင်အဲ့လိုပျက်ဟောင်းလေးကိုပြုတ်ပြတဲ့အလူအလူကန်ထားတာတွေမှာတွားလှူပေးရတာလှူပြီးတော့မှဆူတောင်းရတယ်အဲဒါဝန်ဒကလီကဝန်ဒကလီစာတွေဝန်တာကန်နာမှမဟုတ်ဘူးဆိုလို့ရှိရင်တော်တော်ကြီးကိုတိတာတာညာလည်းကောင်းလာတယ်အန်ဟောလောင်ကောင်းတယ်နော် ဒီ logic gamia ပညာဆိုတာတော်အောင်စရာကောင်းတယ်နော်အဲ့လောက်ကြီးပေါ့နော်ဒါတော့ကြားမှာရေးတဲ့ရန်တိုက်ခံတော့မှာရန်တိုက်ခံလုံးနေတယ်ကိုဗလိုင်းကြီးဗလိုင်းကြီးရန်တိုက်ခံလုံးနေတယ်လူမုံများနေတယ်ကိုဘာပြောပြောအကောင်းအထင်မခံဘူးအလုတ်ထဲမှာလည်းရန်စာခံနေရတယ်ရန်တိုက်ခံများတယ်ဆိုရင်တော့ဒီတရဏကုံမော်ကျုံအင်းကိုမိမိအိမ်ကဖျားကြောက်တော့မှပြန်ထားလိုက်ဒါဆိုရင်ကျွန်တော်ဒီဩဂတ်စက်တင်ဘာအဲဇူလိုင်ဩဂတ်စက်တင်ဘာအဲ့ခု 9လပိုင်း10လပိုင်း9လပိုင်းဒီ3လထဲမှာဒီတရဏဂုံမော်ကျုံအင်းကိုကျွန်တော်လူပေါင်း300လောက်ပို့ပေးရတယ်ဒီမြန်မာပြည်ရဲ့ရက်နော်တရဏဂုံမော်ကျုံအင်းမိမိအိမ်ကဖခင်ကျောင်းတော်မှာတင်ထားအဲ့ဒီစီမှာလေဘပလင်းလေးဒုမောကျွေးပကံလေးခံပြီးတော့မှအတိုက်အခံအတွက်ဆိုလို့ရှိရင်ဖခင်နိုင်အနီရောက်ထွန်းငွေကြီးအတွက်ငွေဝင်တဲ့တဲ့ငွေမဝင်ဘူးငွေဝင်ကျင်တယ်ဆိုလို့ရှိရင်လက်ဆင်ကျင်တယ်ဆိုဖခင်နိုင်အစိမ်းအောင်ထွန်းရတယ်ဒါတရဏဂုံမော်ကျုံအင်းလို့ခေါ်တယ်နော်မိမိအိမ်ကဖခင်ကျောင်းတော်မှာတင်ထားအဖခင်ဖခင်ကျောင်းတော်မှာတင်ထားပြီးတော့မှမိထွန်းစေပါမိထွန်း အလုတ်အတွက်ဆိုအဖြူအောင်ထွန်းငွေကြည့်တယ်ဆိုအစိမ်းအောင်ထွန်းအတိုက်အတိုက်ချမ်းအိမ်တော်ရည်အတွက်ဆိုလို့ရှိရင်အနီအောင်ထွန်းရတယ်နော်ဒါငွေကိုကြိုလွှဲရတာအခုမှကုလည်းမရဘူးတပတ်ဆယ်ရက်အချိန်ပေးရတယ်တော့ဒါအဲ့ဒါရတက်ပံအင်းတော်ကြီးတရဏဂုံမောကျုံအင်းလို့ခေါ်တယ်ကျွန်တော်ဘက်ကအခုလိုမှန်ပေါင်းတွင်းတက်ရှိတင်ပြီးတော့မှပို့ပေးရတာဟုတ်ပြီနော်အကျမကြီးတဆူတဆောင်ဆောင်ဖြစ်နေတယ်ကျမကြီးအင်းဆိုရလဲရှိတယ်ဗျာကျမကြီးအင်းဒါတော့ကျမကြီးဒါတော့ကျမကြီးအင်းလို့ခေါ်တယ်နော်ဒါကျမကြီးအင်းနော်အဲ့ဒါကျမကြီးခလဲကောင်မှာ ကျမကြီးမကောင်းတဲ့လူရဲ့နံထည့်ရတယ်ဒါပေမဲ့ तू ကဂါထာရွေ့ရတယ်ခင်ဗျားတို့နေ့စဉ်ရွေ့ရမယ်ဓာကြီးလေးပါဂါထာသိရနော်စကုမာစရမာစိန်တော့ဓမညုဓမ္မတာမီကောဘလူပိတော့ဗလာတော့ဝါတော့ဒေတုမေဝရံဆိုတဲ့ဓာကြီးလေးပါဂါထာဘုရားစကုစောင်းတည်မှာလည်းပါတယ်လိုင်းမှာပါလဲဓာကြီးလေးပါဂါထာလို့ရိုက်စာလေးထွက်လာလိမ့်မယ်အဲ့ဒီဂါထာကိုအဲခွတ်တန်တန်နဲ့မှဒီအင်းကိုကျမကြီးအင်းကိုထက်ရေတန်တန်ထက်အဲ့ဒီဂါထာကိုပို့ပေါက်ရွက်အဲ့ဒီရေကိုဘူးရမထည့်ထားအဲ့ဒီရေချိုးကနဲ့ကိုလည်းနင်းတဲ့ထက်နော် ဘုရားစကိုရေညညတိုင်းဘုရားစကိုရင်အဲ့ရေဘူးကိုဖွင့်ထားအဲ့ရေကိုတောက်ရေချိုးညနာတက်ကျမရေတိတာတာကောင်းတယ်ဒါကျမရေအင်းအဲကျမရေအင်းလို့ခေါ်တဲ့နော်ဒါဒါရီကငွေကိုကြိုလွှဲရတာဒီတရကုန်းမောကြောင့်အင်းလို့ကျမရေအင်းလို့ဆိုငွေကိုကြိုလွှဲရတာကျုပ်ကိုယုံမအပ်နော်မယုံရင်မအပ်နဲ့အခုလည်းကျွန်တော်မအားဘူးလူပေါင်း28ယောက်လောက်တော့စီမံပေးမယ်လို့ကျွန်တော်အခုဒီတောင်ပေါင်းလာလာထဲမှာနှက်ခတ်ကောင်းတာဟုတ်တောင်ပေါင်းလာထဲမှာအဲ့လိုတော့စဉ်းစားထားတယ်ထားလိုက်ပါဒါခင်ဗျားတို့ခင်ဗျားတို့ခင်ဗျားတို့ဟာဒီခင်ဗျားတို့အကြံအမှတ်ချင်းနေနောက်ဒါဒါက ကိုယ်နဲ့မခွာဆောင်ရမယ်တရဏကောင်အင်းကိုယ်ဒုက္ခပေးမယ်လူကိုနောက်ကိုလည်းမကတ်နိုင်ဘူးအန္တရာယ်ဖြစ်မဲ့ခကြီးဆိုရင်ဆောင်သွားအဲ့အင်းတော်ကြီးကတဏိမုတ်တဏိတာတာပေးလိမ့်မယ်နော်ဒါကျွန်တော်ကြောက်ကြတာအဲ့တော့နောက်အမောက်ပယောကတဲ့ပတ်သက်ပြီးအချိန်ကမရှိတော့ဘူးစုံဘူးလို့လို့နတ်ဘူးလို့လို့အဲ့လိုအောက်လက်ပညာတိုက်ခိုက်နေရတယ်လူကတဆူဆောင်ဆောင်ဖြစ်နေတယ်အနာနဲ့ဆင်းတယ်မတူဘူးဆိုလို့ရှိရင်တဲ့ဖျားရှင်းသူတော်ကိုမိမိအဆောင်အတစ်တစ်ထည့်ဝယ်လိုက်ဆောင်းလို့တပတ်တို့အတစ်တစ်ထည့်ဝယ်ပြီးတော့မှဖျားရှင်းသူတော်ထိုင်ကိုယ်တော်လည်းရတယ်နော်ထိုင်တော့ နော်ရက်တော်မူကိုတော့လဲရတယ်အဲ့မှာလွှမ်းထားလဲရတယ်ဘုရားရှင်ကအဲ့စောင့်အတက်တက်တပတ်အတက်တက်စောင့်အတက်တက်လွှမ်းပြီးတော့မှနိုင်ဝက်လောက်လွှမ်းထားလဲရတယ်ဂုံတော်ကိုပါလေးရွတ်ပြီးစောင့်နေပေါ့ပြီးလို့ရှိရင်အဲ့စောင့်ကိုပြန်ဆွန့်ခဲ့ပြီးတော့မှညအိတ်တဲ့ခါမှာအဲ့စုံဘူးလို့နတ်ဘူးလို့အဲ့လိုပယောကပူးတဲ့လူနာကိုဒီလူနာရဲ့ခေါင်းနော်ဒီ level တဲ့ခေါင်းလေးကိုအဲ့အဲ့တပတ်ကလေးကိုလွှမ်းပြီးအိတ်ပြလိုက်တယ်ဆိုလို့ရှိရင်ပယောကမှန်ရင်တုံဆင်းသွားလိမ့်မယ်နော်ပယောကမှန်ရင်တုံဆင်းသွားလိမ့်မယ်ပြည့်နေဆန်ဆန်ကြိုးမကလို့ ကျို120ဖြစ်နေပြီလေစီနော်ဆုံးနတ်တိုက်ဆုံးတိုက်အော်လန်တိုက်ကွန်ရပြစ်ချီယာကောက်ယုတ်ထာနန္ဒမကောင်းတာမကောင်းတဲ့အတတ်ပညာနဲ့မှလောက်ထလာဆိုလို့ရှိရင်အဲ့ဒီကအကောင်းဆုံးပဲခိုင်ကိုယ်တော်လည်းရတယ်နော်ရတ်တော်မူကိုယ်တော်လည်းရတယ်ဆောင်းအတစ်တထဲတော့မို့တပတ်တထဲကိုလွှမ်းပြီးတော့မှနိုင်ဝက်လောက်ဆောင်းပြီးပြန်ယူခဲ့ညအိတ်တခါမှအဲ့ဒီအတိုက်ခံထားတဲ့လူကိုလွှမ်းပြီးတော့မှမျက်နာပေါ်လေးမှာလွှမ်းချုပ်ပြီးတော့မှဒိတ်အကောင်းဆုံးပဲမန်နေဂျာပြန်ယူထားလိုက် ပြီရပြီ၃ရက်လောက်ပဲလောက်ကောင်းသွားလိုက်ပဲပြောကဆိုရင်ပြောတော့ကဲ okay. ကျွန်တော်မိတ်ဆွေတွေအားလုံးအစသာရအစီအပြေကြပါလိမ့်ဒီ energy တွေကိုမှားကြတဲ့ဆိုရင် TikTok Messenger တို့မှာ Viber မှာလာမှာပါကျွန်တော်ငွေကိုကြိုလွှဲရတာပါနော်အဲ28ဦးလောက်တော့ကျွန်တော်စီမံပေးကိုစေကူးထားပါတယ်ဒီဒါကမုန်းလာတယ်ဟုတ်ပြီနော်ကာကာလို့အစီအပြေတိုးတဲ့အောင်မြင်ကြပါစေ